Hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ Manchester United ကဒီနေ့ရသည့်အပြောင်းရွှေ့မှာတိုက်စစ်မှုစစ်စစ်နေရပိုကောင်းတဲ့ကစားမတစ်ယောက်နဲ့အစားထိုးဖို့တခြားသတင်းတွေထွက်ပြီးတဲ့နောက်မှာ Liam Delap ကိုအမှန်ကန်ခေါ်ယူဖို့ကြိုးပမ်းခဲ့တယ်ပြည်ထနာကကစားသမားကိုယ်တိုင်က Chelsea ကိုရွေးချယ်သွားတယ်ဆိုတော့အသင်းဘက်ကကျွန်တော်တို့ဒီနေ့ဒီ Vita Gilchrist ကိုခေါ်ဖို့ကလည်း Imperdan Zeeji, Osimhen ကိုခေါ်ဖို့ကလည်း Imperdan Zeeji ဒီ lab ကလည်းခြေစည်းကိုရွေးချယ်သွားတဲ့နောက်ပိုင်းမှာရွေးချယ်စရာတွေက option တစ်ခုဖြစ်ပေါ့နော်လက်ရှိ Crystal Palace ရဲ့တိုက်စစ်မှုဖြစ်သူ Martita ကို Manchester United ကစိတ်ဝင်စားမှုတွေရှိလာတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ Crystal Palace ရဲ့ Martita ကို Manchester United ရအောင်ခေါ်သွားနိုင်မလားဗောလေ Martita ကလက်ရှိ28နှစ်အရွယ်ရှိတဲ့တိုက်စစ်မှုတစ်ယောက်ပါ Premier League အတွေ့အကြုံရှိတဲ့ကစားသမားတစ်ယောက်ဆိုတော့ကျွန်တော်တို့က ြောစရာမလိုသလိုဒီအာဒီမှာ Crystal Palace နဲ့တကယ်ကောင်းတဲ့ performance တွေပြနာတဲ့ပြထားတဲ့တိုက်စီမှုတစ်ယောက်ပေါ့နော်ဒီအာဒီ Premier League 38ပွဲမှာ Crystal Palace အတွက်14ဂိုးသွင်းထားပြီးတော့2ဂိုးဖန်တီးထားပါတယ်နော်ကစားမဖြစ်သူအတွက် Manchester United ဟာပေါင်သန်း40ဝန်းကျင်ကတည်းက၃ဆွဲသွားရနိုင်နေဆိုတဲ့သတင်းမျိုးတွေလည်းကျွန်တော်တို့ထွက်ထားတယ်။ကစားမက Crystal Palace နဲ့စာချုပ်တက်တန်းကတစ်နှစ်တော့ကျန်နေတယ် 2026ခုနှစ်ဇွန်လ30ရက်နေ့ထိတက်တန်းရှိတဲ့စာချုပ်ကိုသူချုပ်ဆိုမှာဟိုဆိုအဲ့ဒီသူစာချုပ်ရှိထားတာဆိုတော့ဒီကစားမဖြစ်သူကိုကျွန်တော် United ရဲ့ဘက်ကတော့အမှန်ကန်ခေါ်ဖို့အတွက်တရင်နေတဲ့ကြောင့်တက်လာပြီပေါ့လေဆိုတော့ဖြစ်နိုင်ကြီးကကျွန်တော်တို့ပြောမလဲလက်ရှိဒီကစားမဖြစ်သူကိုလိုချင်နေတဲ့တဲမှာ Manchester United ရှိမယ် Inter Milan ရှိမယ် AC Milan ရှိမယ် Inter Milan ကတော့ Matita ကိုအဲ့လောက်ကြီးကြီးထိထိရောက်ကျူးပန်းနေတဲ့တဲမှာကျွန်တော်မပါဘူး AC Milan ကတော့တရင်းနေတော်တော်ထွက်တယ်။ Manchester United ကတော့ဖြစ်နိုင်ကြီးအများဆုံးဖြစ်နေတယ်။သူတို့ဒါကအတိတ်ပဲရှိတယ်ဗျ။အတိတ်ပဲရှိတယ်ဆိုတာကျွန်တော်တို့ထားပါတော့အတင်းကကိုမပါရတာတို့ဘာလို့ပြောထားတယ်မလား။ကျွန်တော်တို့မှဟို Champions League ဝင်ခွင့်ရရင် လုံးမဲ့အပြောင်းရွှေ့ plan တွေရှိတယ်။ Champions League ဝင်ခွင့်မရခဲ့ရင်ပြုလုပ်ရမယ့်အပြောင်းရွှေ့ plan တွေကျွန်တော်တို့မှဒီတဲ့ဆိုတော့ဝင်ခွင့်ရတာနဲ့မရတာနဲ့အချိန်ဒီပေါ်မှာမူတည်ပြီးတော့လုံးဝမဲ့အပြောင်းအရွှေ့ကိုစီရှိထားတယ်။ဆိုတော့အဲ့ဒီတဲ့မှာဝင်ခွင့်မရတဲ့အခါကျွန်တော်တို့ တနှစ်နှစ်နှစ်ပလန်နေလဲဖြစ်လာနေတယ်။ဒါပါတော့တိုက်စစ်ကစားမဒီမာတီတာကိုကျွန်တော်တို့ခေါ်မင်ထားပါတော့ဒီကစားမက28နှစ်ပြ။အကယ်လို့ကျွန်တော်တို့အနေနဲ့ကစားမကိုတုံးလို့ရအလွန်ဆုံးတုံးလို့ရ30တိတုံးလို့ရမယ်ထားပါတော့ဆိုတော့တုံးနေပဲကျွန်တော်တုံးလို့ရမယ်။နောက်နှစ်ညရာဒီပြောင်းရွှေ့ကြရင်အကယ်လို့အသင်းဟာပိုကောင်းလာတယ်လို့ဖြစ်လာပြီးအချို့နေရာတွေလည်းအစားထိုးစရာမလိုတော့ဘူးအစားထိုးရမယ့်နေရာတွေယာတီတိုင်းလိုလိုအစားထိုးရမယ့်နေရာတွေနဲလာပြီးတော့ငွေကြေးလေးတွေလည်းအတိုင်းအတာတစ်ခုတွေဖန်တီးနိုင်နေဆိုရင် နောက်နှစ်နှစ်လောက်နေမှပိုကောင်းနေတဲ့ striker တယောက်ကိုအစားထိုးပလိုက်လို့ကျွန်တော်ရတယ်။သို့တော်လည်းပဲဒီနွေရာသီအပြောင်းအရွှေ့မှာဘယ်တိုက်စစ် movement မခေါ်ဘဲနဲ့ကျွန်တော်ရှေ့ဆက်လို့မရဘူး။အဲ့တော့မာတီဒါကိုကျွန်တော်တို့ခေါ်လိုက်မယ်။တန်40ကျွန်တော်တို့ကုန်မယ်။၃နှစ်၃လို့ရတယ်ဆိုလို့ရှိရင်ဒီရာသီနဲ့နောက်ဒုတိယရာသီလောက်မှာအဲ့ဒီချိန်ကျရင်စိတ်ချတိုက်စစ်တွေထပ်ပေါ်နေပြီ။အဲ့ဒီချိန်ကျလို့ရှိရင်တကယ်ကောင်းတဲ့တိုက်စစ်တွေထပ်ပေါ်နေပြီအဲ့ဒီချိန်မှာနောက်နှစ်နှစ်လောက်နေလို့ရှိရင်အဲ့ကြမှာပို့ပြီးတော့ကောင်းတဲ့ striker ကိုခေါ်ဖို့ကြိုးပမ်းတာမျိုးပဲဖြစ်ဖြစ် ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကြောင့်မတော့မာတီတာကိုလက်ရှိခေါ်ဖို့ဂျူးပန်းနာသည်အတင်းတွဲဟိုငွေကြီးကန်တာဗန်နာရီကန်တာဘက်ကပဲကျွန်တော်ကြည့်ကြည့်ကိုအတင်းရဲ့ Champions League ဝင်ဝင်မရတဲ့အခြေအနေတခုကိုပဲကျွန်တော်ကြည့်ကြည့်ပေါ့နော်။အဲဒါအများကြီးဖြစ်နိုင်ကြီးများတယ်။ကျွန်တော်တို့ပြောသလိုပဲပေါင်တန်း30လောက်နေတင်ရပြီးတော့22နှစ်ပဲရှိသေးတဲ့အလားလာကောင်းတဲ့တိုက်စစ်မှု D lab ကိုအမှန်ကန်ခေါ်ဖို့ဂျူးပန်းနေတာကိုကျွန်တော်ကြည့်ရင်အတင်းဟာဘလောက်ထိတောင်မှတန်ကြီးနေတဲ့ဘောနော်ကစားမားတွေကိုမျောလင့်နေရလဲကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ် ကစားမကတော့ Chelsea ကိုပြောင်းဖို့သဘောတူသွားပြီပေါ့လေဒါကြောင့်လို့တင်ပါဆိုလို့ရှိရင်တို့ Martida ရဲ့အပြောင်းအရွှေ့ဟာ Manchester United အတွက်မှန်ကန်တဲ့တို့လက်ရှိမှာအခြေအနေတွေရပေါ့နော်ဖြစ်တဲ့အပြောင်းအရွှေ့တကူဖြစ်လာနေတယ်ကျွန်တော်ကတော့အဲ့လောက်ကြည့်ဒီသဘောကျတဲ့နေမှာမပါဘူးဒီလားကို United ဆိုတဲ့ကဗျာအများကြီးပူကောင်းတဲ့ striker တွေကိုခေါ်နိုင်နေရမှာသို့တော်လည်းပဲအခြေအနေရကညီကလို့တည်တဲ့အတိုင်းပဲအာအဆင့်15နဲ့ရာကြီးတင်ထားသေးတယ်ဘန်နာကြီးအခြေအနေကလည်းကောင်းမနေဘူး เนาะအဲ့လိုအခြေအနေမျိုးမှာဒီလိုမျိုး white land ထက်အများကြီးပိုကောင်းတဲ့ကစားမကိုတန်30လောက်နဲ့ရမယ်ဆိုတာကပဲအခြေအနေကကောင်းတယ်လို့ဖြစ်နေတာဆိုတော့ဒီနေရာမှာ Crystal Palace ရဲ့ဘက်ကတော့စာချုပ်တန်တစ်နှစ်ပဲကျန်တော့တဲ့ကစားမဖြစ်သူကိုလက်လွတ်ဖို့အတွက်တော့သူတို့ဘက်ကတော့အခြေအနေရှိတယ်ပေါ့လေနော်မဖြစ်မနေငါတို့ကတော့လက်လွတ်မယ်ဆိုတဲ့ပုံစံမျိုးတော့ဟုတ်မနေဘူးဆိုတော့ပေါ့နော် သူတို့လူချင်းတဲ့ဈေးပေးရင်တို့ဘာလို့ဖြစ်ကောင်းဖြစ်မှာပေါ့ဆိုတော့မာတီတာကတော့ကျွန်တော်လက်ရှိဒီယာဒီမှာသူ ကစားပုံကြီးကလည်း ဟိုလိုလက်အမ်မိုရင်သွားခြင်းတဲ့ပုံစံတွေကကတ်အန်ဝင်ခွင့်ကျဖြစ်တယ်ဗျာမန်ချက်စတာစီးတီးနဲ့ FA Player Final တို့ဘာလို့မှဆိုလို့ရှိရင်ရသွားတဲ့ပယ်လေးစစ်ဂိုးတွေကိုကျွန်တော်ကြည့်ကြည့်ဒါဟာကျွန်တော်လူချင်းတဲ့တိုက်စစ်မှုတယောက်ရဲ့အတွင်ပြင်းလက္ခဏာတွေပဲကိုအသင်းကိုရောက်တဲ့အခါကျမှဘလူတွေဖြစ်မလဲတော့မတည်ဘူးပေါ့လေဒါပေမဲ့တေချာတာတစ်ခုကတော့ဟိုအမ်မိုရင်ရဲ့လက်အောက်မှာတိုက်စစ်မှုတယောက်ဒီဒီလိုကစားနိုင်မှဆိုတဲ့ပုံစံမျိုးဖြစ်နေရမှာအဲ့တော့မာတီတာဟာကျွန်တော်ဒီ2024 2025ရာသီပရီးမီးယားလိမှာ ခရစ်စတယ်ပဲလစ်အတွက်သူ38ဂိုးသွင်းဟို35ခုနှစ်ပွဲမှာတည်ရသည်ပေါ့နော်14ဂိုးသွင်းထားတယ်2ဂိုးဖန်တီးထားတယ်ပြီးခဲ့တဲ့2023 2024ရာသီမှာ35ပွဲမှာဒီ16ဂိုးဒီသူသွင်းထားတယ်5ဂိုးဖန်တီးထားတယ်ပေါ့ဗျာဆိုတော့200ရာသီလောက်တော့ရှိပြီသူတော်တော်ကောင်းနေတာ2022 2023မှာတော့သူ29ပဲကစားထားတဲ့နေရာမှာသူ2ဂိုးပဲသွင်းနိုင်တယ်ဆိုတော့အချင်းကြီးကတော့အဲ့လိုရှိတယ်ပေါ့နော်ဆိုတော့အတင်းဘက်ကတော့ဒါ ရစ်စတယ်ဘေးလီစီတင်ရဲ့တိုက်စစ်မှုဖြစ်သူမာတီတာကိုခေါ်ဖို့စိတ်ဝင်စားနေပြီပေါ့လေတကယ်အမှန်ကန်ရအောင်ကြိုးပမ်းနိုင်မလားပဲကျွန်တော်စောင့်ကြည့်ရတော့မယ်ညီကရိုနီနေရောမာတီတာကိုအသင်းဘက်ကရအောင်ခေါ်ဖို့အမှန်ကန်ကြိုးပမ်းတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုချစ်သူများကြပါမယ်